အဲ့ဒီ၄ယောက်ကတော်လိုင်းတက်ဖွဲ့တွေကိုပြုတ်ဖို့ဆိုပြီးတော့ဒါလာလာတဲ့ချိန်မှာတော်လိုင်းတက်ဖွဲ့တွေကစီးကြိုပြီးတော့နှုတ်ဆက်တယ်အဲ့ဒါဘာနယ်လဲဆိုတော့ကာမီကာဇင်နဲ့နှုတ်ဆက်တယ်အပုံလိုက်ရလိုက်တဲ့ဟာရှိတယ်အဲ့ကြောင့်တက်ဖွဲ့တွေကတင်ကြတယ်ပို့တွေတင်ကြတယ်အာဘာသားတွေလာကြည့်အောင်ဘာသားတွေလေဝါမြောက်တက်ကုန်ပြီနောက်ဆုံးရလက်ကတော့အာနာသိမ့်ပြီးခဲ့က6ကက်နေတဲ့မြောက်တွေပြည်သူစေယုံကြီးကအခုစစ်ကောင်စီစစ်သားတွေလူနာတွေနဲ့ပြန်ပြီးတော့စုပြေစိမ့်လန်းနေတယ်ဆိုတဲ့အကြောင်းပေါ့နော် လာပါဒီနေ့ကစက်တင်ဘာ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်သတင်းတွေပြောကြမယ်ပေါ့နော်ပြောကြမယ်သူကြဖြစ်စဉ်တွေရှိတယ်အမွဲသတင်းတွေလည်းရှိတယ်အရင်ဆုံးဟိုကကြားပြီလားမသိဘူးဒါပုံပြင်းမှာပေါ့နော်ရဲတပ်ဖွဲ့ဝင်တဦးကဖုန်းပြောနေနေတရားဘုရားပြုတ်ကြပြီဒီကောင်းနေဒီကောင်းနေအာကုသို့အကျိုးပေးနေတာပေါ့နော်ညာသူကနဲ့သူဒါလက်လျှောက်စကားပြောနေတာဘလို့အများပြောလဲတော့မပြောတတ်ဘူးတရားဘုရားပြုတ်ကြတယ်ဟိုကြောင့်ဟိုအားတွေတမ်းမှာတွေ့တယ်လို့ပေါ့နော်ရှောက်နေနေဟိုကန်ဒီကန်လုံရင်းနဲ့ချော်ကြလားမသိဘူးပေါ့နော် အဲ့အဲ့ဒါဒါဒါဘိုင်းပေါ့နော်ဒီကောင်နေကအခုဆိုရင်သူ့ရဲ့သူတို့ရဲ့လောက်ရက်တွေကသူတို့နောက်ကိုလိုက်နေတယ်ဆိုရဲဟာပေါ့ဗျာအဲအဓိကတော့ဒါဝစ်လင်နေတယ်ဆိုရဲအပိုင်းနေအများကြီးပဲတွေးရတယ်အဲ့တော့ဒါဆက်ပြီးတော့ဒါကျွန်တော်သတင်းနေနဲ့ပတ်သက်တဲ့ဟာပြောမယ်ပေါ့နော်ဒါအကြောင်းဒါ၄ကကောမှာ၄ကကော၄ကကောအကြောင်းလည်းကျွန်တော်ပြောမှလည်းရအောင်စစ်ကောင်စီဘက်ကဒီ၄ကကောနေရာကိုလုံးဝအလုံးစုံပြန်ပြီးတော့ထိမ့်သိမ်းထားနိုင်ပြီဆိုရဲပုံစံမျိုးပြောတယ်ထိမ့်ချုပ်ထားနိုင်ပြီဆိုရဲပုံစံမျိုးပြောတယ် ပြောတဲ့အတွက်ကျွန်တော်တို့ဒါမြေပြင်ကတက်ဖွဲ့နေနဲ့ဆက်သွယ်တဲ့အခါကျတော့အများကြီးပဲသိရတယ်။ဒီကောင်တွေဘလောက်လိန်ထားသလဲဆိုတဲ့ဟာကြီးလည်းသိရတယ်။ဒီကောင်တွေဘလောက်တည်သလဲဆိုတဲ့ဟာကြီးလည်းသိရတယ်ပေါ့နော်။ပြီးခဲ့တဲ့ရက်ပိုင်းကဒါလီဂ်ကောင်ပါပေါ့နော်။ဒီစစ်ကောင်စီဘက်ကကောင်တွေကစနိုက်ပါလာပစ်တာရှိတယ်။စနိုက်ပါလာပစ်တဲ့ဟာက၄ယောက်။အဲ့၄ယောက်ကတော်လိုင်းတက်ဖွဲ့တွေကိုပြုတ်ဖို့ဆိုပြီးတော့ဒါလာလာတဲ့ချိန်မှာတော်လိုင်းတက်ဖွဲ့တွေကစီးကြိုပြီးတော့နှုတ်ဆက်တယ်။အဲ့ဒါဘာနဲ့လဲဆိုတော့ကာမီကာဇီနဲ့နှုတ်ဆက်တယ်။ဆူဆိုက်ဒုံးနေနဲ့နှုတ်ဆက်တယ်ပေါ့။နှုတ်ဆက်တဲ့ချိန်မှာလုံးဝ၄ဘုံမှာ မြောက်တက်ပြီးတော့เนาะ၄ယောက်လုံးသေတယ်အဲစတိုက်ပါလာပစ်တဲ့ခေါ် drone စာမိပြီးတော့သေတာပေါ့เนาะအဲ့ဒါဟာ၄ယောက်ရှိတယ်လမ်းပေါ်မှာဆိုရင်သူတို့အလောင်းနေပလဲနေတာပေါ့เนาะအဲလမ်းပေါ်မှာဒီလေးကောရဲ့လမ်းလမ်းပိုင်းနေမှာလည်းတွေ့ရတယ်အချို့လောင်းနေဆိုရင်လာပြန်မယူနိုင်ဘူးအချို့လောင်းနေတော့ပြန်ဆွဲသွားရလည်းရှိတယ်အချို့လောင်းနေဆိုရင်တက်ဖွဲ့တွေကအဲ့လိုမျိုးလိုက်လိုက်ပြောပါเนาะသွားသွားရှာပြီးတော့ဒါလက်နဲ့တွေပါလေရလာတဲ့ဟာတွေအစားရှိတယ်ပေါ့နော်အဲ့တော့ဒါနောက်တစ်ခုဆိုရင်ဒါရှေ့ရက်ပိုင်းမှာပဲသူက ဒီစစ်ကောင်စီကပေါ့နော်ဒီ 6K ကိုရှေ့တန်းစခန်းပုံစံမျိုးပေါ့နော် ရှေ့တန်းအထိုင်ပုံစံမျိုးနဲ့လှုပ်ထားတဲ့နေရာတစ်ခုရှိတယ်။အဲ့ဒီနေရာကိုလည်းဒါ drone နဲ့ပဲပေါ့နော်။ဒါကျွန်တော်အဲ့ရှေ့တုန်းကကျွန်တော်ပြောခဲ့တဲ့ drone နဲ့မြောက်တက်နေတယ်မြောက်တက်နေတယ်ဆိုတာဒီ vision တွေပေါ့နော်။ drone ကသူတို့ဆုလိုက်ပြုံလိုက်ကြီးအဲ့လိုမျိုးနေနေတဲ့အချိန်မှာဒါခုနလိုပဲ kamikaze နဲ့ပြင်းတာပေါ့နော်။ဒါ suicide drone တွေနဲ့ပြင်းတာ။ပြင်းတော့အဲ့မှာအကုန်လုံးအတုံးယုံဖြစ်ကုန်တဲ့ဟာတွေလည်းရှိတယ်ပေါ့နော်။အဲ့မှာအပုံလိုက်ရလိုက်တဲ့ဟာရှိတယ်။အဲ့ကြောင့်တပ်ဖွဲ့တွေကတင်ကြတယ် post တွေတင်ကြတယ် ဟာအဘသားတွေလာလာကြည့်အောင်အဘသားတွေလေးဘွားမြောက်တက်ကုန်ပြီတက်ခွဲတွေကအတကုံတင်ကြရတယ်တွေ့ရလိမ့်မယ်ဗောနော်အဲ့တော့အဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်နောက်တစ်ခုကဒီလေကေကောကဖြစ်စဉ်နဲ့ပတ်သက်လို့ဗောနော်မြရီဆေးရုံကြီးကဗောနော်မြရီပြည်သူဆေးရုံကြီးကစီကားနေတယ်ဆိုတဲ့အကြောင်းဗောနော်အနာသိမိကလေးကဒီမြရီပြည်သူဆေးရုံကဒီစီတန်လုတဲ့သူတွေများတာလဲပါတယ်ဗောနော်အဲ့လိုလုတော့တဲ့အချိန်မှာလုံးဝ6ကက်တိတ်ဆိတ်ပြီးတော့ဒါဒီတိုင်းပဲထားထားတဲ့ဟာဗောနော်အဲ့အဲ့မှာဒါကုသတဲ့ဟာတွေပါဆိုမရှိဘူးဗျာအဓိကအဲ့ဒေတာကံပြည်သူတွေဆိုရင်လည်း သူကအဲ့နေရာမှာတကူကမှာထက်စားရင်သူကအခြားဒီ private ဈေးကန်းတွေမှာပဲတွားပြီးတော့ပြကြတာရှိအဲဒီဈေးရုံတောင်းတောင်းမတွားဘူးပေါ့နော်မဖြစ်မနေဆိုတဲ့ဟာမျိုးပါပဲတွားကြတဲ့ဟာမျိုးရှိအဲအခုကြတော့အဲ့လိုမျိုး၆ကတ်နေတဲ့ဈေးရုံကြီးကဒီမြောက်ရီပြည်သူဈေးရုံကြီးကလိဂေကော်ကအဘသားတွေနဲ့ပေါ့နော်အဘသားလူလာတွေနဲ့ပြန်ပြီးတော့စူပြေနေတယ်ဆိုပြီးတီးရလုံးဝစီးကားနေတယ်ပေါ့ဗျာအဲအဲ့လိုပုံစံမျိုးလဲတီးရတယ်ဒါကပြည့်နေချင်းအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တက်လာပြီဆိုတဲ့အချိန်မှာသူကအတန်းလိုက်ကြီးတက်ချလာတာ အဲ့အတန်းလက်ကြီးတက်ချလာတဲ့ဟာကိုတပ်ဖွဲ့တွေကအစိမ်းပြင်းပြင်းထိုင်ဖြုတ်ကြတာပေါ့နော်ထိုင်ဖြုတ်ကြဖြုတ်တော့သေးတာပေါ့တောက်တောက်လည်းအများကြီးပဲပါစားတွေဆိုရင်အများကြီးပဲအဲ့ပါစားတွေဆိုရင်ဒီတပ်ဖွဲ့တွေဘက်ကဘယ်တော့တောင်မှပြောလဲဆိုတော့ဟာမင်းတို့ကွာအဲငါတို့ပြည့်ရလာတော့အားနာလာတယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးကြီးနဲ့အတုံးချမခံကြပါနဲ့ပေါ့နော်အဓိကတော့ဒီပါစားတွေအဖြစ်မခံကြပါနဲ့ဆိုပြီးတော့ပြောတာမျိုးကြီးထိပါရှိတယ်သေတာတွေကသူတို့တွေပဲပုံများတာပေါ့နော်ဒါမဲ့ဟိုဟိုဒီတန်းသေးတွေမသေးဘူးလားဆိုတော့သေးတယ်အဲ့ကောင်တွေလည်းသေးကြတာပဲအဲသေးတယ်ပြီးရင်ထိတယ်ပြက်တယ် အဲ့အတူအပြက်တွေကအခုဆိုဆေးရုံမှာစီကားနေတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒါအပြင်မှာဒဏ်ရာပြင်းထန်တဲ့သူတွေကစားအဲ့မှာတက်ရောက်ပြီးတော့ကုသနေရတယ်ဆိုတဲ့အပိုင်းနေလည်းသိရတယ်တော်တော်ဆိုးဆိုးအခြေအနေကိုသူတို့ရင်ဆိုင်နေရတယ်ပေါ့နော်အစတုန်းကဟုတ်တယ်အဲ့နေရာကိုအသေးလေးရဖို့အတွက်သူတို့အသေးအံစူးစားတာအဲ့စဖြစ်ဖြစ်ချင်းရပ်ပိုင်းမှာအားလုံးသတိထားမိလိမ့်မယ်လက်နေကြီးပြစ်ခတ်မှုပေါ့နော်လေချောင်းကျဲတဲ့ဟာလက်နေကြီးပြစ်ခတ်တဲ့ဟာကတနေကုန်တညလုံးကိုချတာဒီကောင်နေအဲ့လိုမျိုးပုံစံမျိုးနဲ့အလုံးစုံတုံးပြီးတော့တိုးတာတိုးတာဒါပေမဲ့တပ်ဖွဲ့တွေကတကယ်အဲ့လိုမျိုးတိုးလာမှန်းလည်းသိတဲ့အချိန်မှာပြန်ပြီးတော့ကောင်းကောင်း တုံ့ပြန်နိုင်တဲ့အခါကျတော့အခုဆိုရင်ဒီရက်ပိုင်းမှာရက်နေသလိုဖြစ်တယ်ပေါ့နော်ရက်နေသလိုဆိုတဲ့ဟာကလည်းဒါသူတို့ဘက်ကတိုးတာရက်တောင်ပြောတာတိုက်ပွဲတွေကတော့ဆက်ပြီးတော့ရှိနေတော့မယ်တက်ဖွဲ့တွေကလည်းပြင်းနေတော့မယ်ပေါ့နော်လေဂီကော့ကိုဒါလက်နေကြီးပြတဲ့နေရာလေးဆိုရင်ဒါနှစ်ခုံကနှစ်ခုံကတော့နိုင်ငံကြီးဒီကောင်းနေအိုက်ထဲကနေပဲတောက်လျှောက်ထိုင်ပြီးတော့ပြစ်နေတာပေါ့နော်အဲ့မတိုင်ခင်က drone နဲ့ကင်းထောက်တာမျိုးတွေလည်းလုပ်ခဲ့သလိုပေါ့နော်အခုဆိုရင်ဒါလက်နေကြီးကိုလှိုင်းလှိုင်းပြစ်ခတ်နေတဲ့နေရာတွေရှိတယ်အဲနောက်တစ်ခုကဒါ budget နေကြဆောင်တက်က အဲပြန်သိမ်းလိုက်တဲ့ဒီဒီဟိုတယ်တစ်ခုရှိတယ်ဗောနော်အောင်စမှုအဲအဲ့လိုမျိုးအောင်စမှုလို့ပြောရင်တော့အားလုံးကတည်တယ်ဒါပေမဲ့သူကနာမည်ပြန်ပြောင်းထားတယ်အဲကျက်နေကြဆောင်တက်ဆိုတဲ့ပုံစံမျိုးနဲ့နာမည်ပြန်ပြောင်းထားတယ်အဲ့နေရာကနေပြီးတော့လေတောက်လျှောက်ပစ်တာတွေလုပ်တယ်ပြီးရင်ရွှေရင်းသာကုန်းငွေရင်းသာကုန်းလက်ခတ်တောင်စတဲ့နေရာတွေကနေပြီးတော့လေလက်နေကြီးပစ်ခတ်တာတွေတောက်လျှောက်လုပ်တယ်အဲ့တော့လက်နေကြီးကတော့တော်တော်လေးသတိထားရမယ့်အပိုင်းတွေဖြစ်လာပြီဘာလို့လဲဆိုတော့သူတို့ပစ်ခတ်နေပါတယ်ဆိုတော့ဒီလက်ခတ်တောင်လိုဟာမျိုးဆိုရင်ဒါအပေါ်ကြီးကနေဗောနော်ဒါကောင်းကောင်းလွှမ်းခြုံပြီးတော့ပစ်ခတ်နိုင်တဲ့အနေထား အဲ့လိုနေရာမျိုးကိုလက်နက်ကြီးတင်ထားတာဖြစ်တဲ့အတွက်အဖွဲ့အတွက်အနေငယ်လှုပ်ရှားရတဲ့အပိုင်းတွေမှာတော့အနေငယ်ခက်ခဲတဲ့အောင်ရှိလိမ့်မယ်ပေါ့နော်အဓိကတော့တတိတတိထားရမယ့်အပိုင်း view ဆက်ရမယ့်အပိုင်းတော့ရှိတာပေါ့လေနော်နောက်တစ်ခုကဒေသခံပြည်သူဒေသခံပြည်သူအတွက်ဆိုလဲဒီကောင်တွေကဒုက္ခပေးတာပဲတောက်လျှောက်ပြိတ်တာတောက်လျှောက်ဒီလိုမျိုးပုံစံမျိုးနဲ့ရဲဆက်ဆက်လုံနေတာအဲ့တော့အဲ့လိုမျိုးနဲ့အဲ့နေရာတွေကနေပြီးတော့တောက်လျှောက်ပြစ်ခတ်နေတယ်ငမဒီရဲ့အဲထဲမှာတော့သူတို့ရဲ့ဒီမြေပြင်စစ်ကြောင်းတွေပေါ့နော်သူကအဲ့လိုပြစ်ခတ်ပြီးတဲ့ခါကျရင်မြေပြင်ကနေစစ်ကြောင်းထိုးမယ်အဲသူကအဲ့လိုပုံစံမျိုးလုပ်တယ် ဒါမှမဟုတ်အဲ့ဟာတွေကမထိရောက်တဲ့ခါကျတော့မြေပြင်စစ်ကြောင်းတွေရက်တန်တယ်ရက်တန်တယ်ဆိုတာလည်းတပ်ဖွဲ့တွေကကောင်းကောင်းတုံ့ပြန်နိုင်တဲ့ခါကျတော့သူတို့တွေအပြုံလိုက်အပြုံလိုက်တွေထိတာပေါ့ဗျာထိတော့ကျတော့မြေပြင်စစ်ကြောင်းအထိနာတော့မတိုးနိုင်တဲ့အနေအထားတွေဖြစ်နေတာပေါ့နော်အဲ့မှာဒါတပ်ဖွဲ့တွေပြောပုံရဆိုရင်ခုနပြောလိုပေါ့နော်တက်လာသမျှအတန်းလိုက်ကြီးကိုပြပြပြချနေတာပေါ့နော်အပုံလိုက်တွေဖြစ်တယ်ပြီးရင်မြန်မာလူကြီးတက်လာတယ်ဒီကောင်တွေကာကွယ်လည်းမယူဘူးမသိကြအောင်လေဗျာဒီပါစာတွေဆိုတော့ဗျာဒါမျိုးတွေလည်းနားမလဲဘူးလေနော်စစ်ကောင်စီကကျတော့မဟုတ်ဘူးသူကဒီလူအင်အားကိုအသုံးပြုမယ်လက်နက်အင်အားအသုံးပြုမယ်ပြီးရင် ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကိုခြွေစစ်ပုံစံမျိုးနဲ့လုပ်မယ်လက်နက်ခဲယမ်းတွေနှဲသွားအောင်ဒါနှဲဆုံးတော့ဒါပါစရောက်တရရင်းပြီးတော့ဗောနော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့ဝင်တယောက်ထိသွားလဲမနှဲဘူးဆိုတဲ့စိတ်မျိုးနဲ့ဒီကောင်တွေအဲ့လိုတက်ခိုင်းတာတက်ခိုင်းတဲ့အချိန်ကျတော့ဒီသေးတာဗောဗျာအများကြီးပဲပြီးရင်သူတို့ကမကြွမ်းကျင်ဘူးလေနော်ဒီလတ်တို့လေးပဲတင်ခဲ့ရတာဗျာ ပြီးရင်အတွေ့အကြုံလည်းမရှိဘူးအဲတော့ဒီမြန်မာလူကြီးတွေတက်တယ်ဆိုတာဟုတ်လောက်တယ်အဖွဲ့ကြီးပြောပုံရပါတော့ဟာဒီကောင်တွေမြန်မာလူကြီးတွေတက်တာမြန်မာလူကြီးတွေတက်တော့မြန်မာလူကြီးတွေပြန်ကြိတ်တာပါတော့အဲ့မှာတော်တော်လေးအထိနာကြတာရှိတယ်အဲ့တော့ဒါတိုက်ပွဲဖြစ်နေတာဆိုတော့အခုလက်တော်မှာတော့ဒါရှင်းလင်းရေးပုံစံမျိုးတွေတော့လုံနိုင်တာမျိုးမရှိဘူးအဲဒါပေမဲ့တချို့နေရာတွေမှာတော့အဲ့လိုအလောင်းတွေပါရတာရှိတယ်လက်နက်ခင်းရနေရတာရှိတယ်အပြီးတော့ဒါကြောင့်ဒီစကောက်တွေနဲ့ကြည့်တဲ့အခါကျရင်ပေါ့နော်ပုံနေတဲ့အလောင်းတွေရှိတယ်အဲ့အလောင်းတွေကိုလာမဆွဲကြအောင်ဗျာလာမဆွဲဘူး ပြည့်တချို့ဟာတွေကြတော့တို့ဆွဲသွားတယ်ဆွဲလို့ရတဲ့လောက်တော့ဆွဲသွားတယ်အကုန်လုံးကြီးမဆွဲတာမျိုးတော့လည်းမဟုတ်ပြန်ဘူးဒါပေမဲ့ခြံထားခဲ့တဲ့တော်တော်များများကခုနလိုပါစတွေဖြစ်နေတာတွေရှိတယ်လက်အောင်ငယ်သားပါနော်တို့ရဲ့လက်အောင်ငယ်သားဒီဘာမှအရစ်တွေအပွင့်တွေမရှိတဲ့កောင်မျိုးတွေဆိုရင်ဒီတိုင်းပြစ်ထားခဲ့တဲ့ပုံစံမျိုးတွေတွေ့နေရတယ်ပေါ့နော်အဲ့တော့အခုချိန်လောက်ဆိုရင်တော့တချို့ဟာပြန်ဆွဲရင်လည်းဆွဲမှာပေါ့မဆွဲရင်လည်းတော်တော်အခြေအနေဆိုပဲနေထားပါနော်ဟိုအပုံနဲ့နေပါလိမ့်နဲ့လှိုင်းနေလောက်ပဲဗျအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလေးကေကော်ကြီးကတော့တည့်ရတိုင်းပဲစစ်ကောင်စီက ဝါရဖြန့်နေရာရှိတယ်သူတို့အကုန်လုံးရသွားပြီအဲသူတို့အကုန်လုံးထိန်းချုပ်သွားပြီဆိုပြီးတော့ပြောနေပေမဲ့မြေပြင်ကကျွန်တော်တို့တလင်းတက်ဖွဲ့နေဆက်သွယ်မင်းမြန်တဲ့ခါမျိုးတွေမှာတော့အခုလိုမျိုးတွေထပ်ပြီးတော့သိရတယ်လေကေကောကသူတို့တွေဘလို့မှအာထိန်းချုပ်နိုင်ဖို့အတွက်မလွယ်ကူသေးဘူးပေါ့နော် အခြားနေရာတွေမှာတော့ဒါတို့လက်နေကြီးပြစ်ခတ်တာတွေရန်တန်ပြစ်ခတ်တာတွေဒါမျိုးပုံစံတွေကတော့တောက်လျှောက်လုပ်တယ်အဲ့ဒါကဟိုအစိုးပိုင်းတွေကအဲ့လိုမျိုးလုပ်တာတွေရှိတဲ့အတွက်ပေါ့နော်ဒေသခံပြည်သူတွေထိခိုက်ကြတာတွေရှိတယ်ကျွန်တော်တို့အဲ့နေရာတွေကိုရောက်တဲ့နေ့တွေမှာဆိုရင်ကိုပဲလက်နေကြီးပြစ်ခတ်လို့ထိခိုက်သွားတဲ့ပြည်သူတွေတယောက်စားနှစ်ယောက်စားသုံးယောက်အဲ့လိုမျိုးပုံစံမျိုးနဲ့ထိခိုက်တာတွေရှိတယ်ပြီးရင်သူကဒီစာသင်ကျောင်းတွေကစပြစ်ခတ်တာတွေရှိတဲ့အတွက်ကလေးတွေထိခိုက်တာမျိုးတွေတောင်ရှိခဲ့မှုတယ်ပေါ့နော်အဲ့တော့အဲ့အပိုင်းတွေမှာတော့တော်တော်လေးသတိထားရမယ့်ပုံစံမျိုးဖြစ်လာတယ်အဲဒီကောင်တွေကမဲမဲမြီရအကုန်လုံးလောက်ကြတဲ့အနေထားပေါ့နော်အဲ့တော့ ဘလိုပဲဖြစ်ဖြစ်နောက်ဆုံးရလက်ကတော့အာနာသိမ့်ပြီးခဲ့က6ကက်နေတဲ့မြောက်ပြည်ပြည်သူစေယုံကြီးကအခုစစ်ကောင်စီစစ်သားတွေလူနာတွေနဲ့ပြန်ပြီးတော့စုပြေစိတ်လန်းနေတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါကလည်းအားရကြတဲ့တင်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုဒါကျွန်တော်တို့ကြောင်မဲပေါ့နော်ကြောင်မဲနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်လည်းကြောင်မဲအခုဒါစကန်တာပေါ့နော်စကန်တာအထိကိုစစ်ကောင်စီကရသွားပြီဆိုပြီးတော့လည်းပြောနေကြရရှိတယ်မြေပြင်မှာတော့အဲခုနလိုပေါ့နော်တိုက်ပွဲတွေကတော့ဇက်တိုက်ဖြစ်နေတော့မယ်ဒါဒါပေမဲ့တရက်ကြည့်ရတာဒီကဲလို့ဒီစကန်တာဆိုတဲ့နေရာသာကြာသွားပြီဆိုရင် ကြောင်မဲကိုဆကဆကပြန်တိုးနိုင်မှုအတွက်ကရဟိုင်းတို့ပုံများသွားပြီပေါ့နော်။ဘာလို့လဲဆိုတော့ဒီကြောင်မဲနဲ့ဒီစကန်တာနဲ့ကြားထဲမှာဆို6မိုင်လောက်ပဲကွာတော့တာ။အဲတော့ဒီလက်နေကြီးပြက်ခတ်မယ်ဆိုရင်တော့မှမှီနိုင်တဲ့အနေထားဆိုင်ကယ်နဲ့သွားမယ်ဆိုရင်တော့မှပဲသူက7မိနစ်ကျော်ကျော်လောက်ဆိုရောက်တဲ့အကွာဝေးပေါ့ဗျာ။ပြီးတော့မြေပြန့်ရင်းလည်းဖြစ်တယ်။အဲတော့သူတို့တိုးလို့ပူလေသွားမယ်အနေထားမျိုးကိုတွေ့ရတယ်။စစ်ကောင်စီဘက်ကလည်း ဒီအနေပတ်သက်လို့သူကတင်နေတာတွေရှိတယ်သူတို့ရသွားပြီဆိုတဲ့ပုံစံမျိုးတွေတင်နေတာတွေရှိတယ်အဲ့တော့မြေပြင်မှာတော့ရှုပ်ထွေးနေတုံးပဲပေါ့နော်စကန်သာနဲ့ကြောင်မဲနဲ့ကြားထဲမှာဆိုရင်မွေးမြေစုံရှိတယ်ပြီးရင်ရွာတိတိလေးတွေပဲရှိတော့တယ်ပေါ့နော်ဒီစကန်သာကအဓိကခံစစ်ပုံစံမျိုးဖြစ်နေတဲ့ဟာမျိုးလည်းတွေ့ရတယ်ဒါပေမဲ့ထက်ဆင့်ခံစစ်တွေလုံမယ်ဆိုရင်တော့လည်းမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ပြောချင်တာအဲ့ဒီနေရာကိုသာစစ်ကောင်စီကတကယ်စုံမသွားနိုင်ပြီဟဲ့ဆိုတဲ့အခါကြချင်းကြောင်မဲကိုအကောင်းဆုံးထိန်းချုပ်နိုင်တဲ့အနေအထားကိုသူတို့ရသွားလိမ့်မယ်အဲ့တော့ဒီလမ်းကြောင်းကတော့ဒါပြည်တော်စုလမ်းမကြီးကနေတွားတဲ့လမ်းပေါ့ အဲ့လမ်းကိုသူတို့ကြီးအဲစူးစမ်းပန်းစားနဲ့ထိန်းချုပ်ဖို့အတွက်လုပ်နေတာရှိတယ်နောက်တစ်ခုကရှိသေးတယ်ကြောင်မဲကိုပောက်တဲ့လမ်းတစ်ခုရှိသေးတယ်အဲ့ဒါကမိုင်းတင်လမ်းမိုင်းတင်ရွာကနေသွားတာပေါ့နော်ဒါမိုင်းလုံးနဲ့ကြောင်မဲနဲ့ကြားမှာရှိပြီးတော့ဒါမိုင်းတင်ကိုရတာနဲ့သူကကြောင်မဲကိုချိန်ချောင်းနိုင်တဲ့အနေထားအဲ့တော့ကြတော့ဒီပြောင်စုလမ်းမကြီးဘက်ကနေလဲကြောင်မဲကိုသွားလို့ရသလိုဒီမိုင်းတင်ရွာဘက်ကနေလဲဒါပောက်တာဖြစ်တဲ့အတွက် ပေါ့နော် လမ်းကြောင်းနှစ်ကြောင်းပုံစံမျိုးနဲ့ခြိတက်လာနေတဲ့ဟာကိုတွေ့နေရတယ်။အဲ့တော့ကြောင်မဲကိုချင်းချောင်းနိုင်တဲ့နေရာကနှစ်နေရာဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ကြောင်မဲအပြင်ကမှနောက်ထပ်မိုင်းလုံးမိုင်းကဒါဒါဒီနေရာတွေကလည်းဒါချင်းချောင်းခံရနိုင်တဲ့အနေအထားဖြစ်သွားမယ်။အဲ့တော့မိုင်းတင်ကိုတော့သူတို့တွေမသိမ်းနိုင်သေးဘူး။ဒါပေမဲ့အခုလက်ရှိမှာတိုက်ပွဲတွေဖြစ်နေပြီ။အဲပြောတဲ့အတိုင်းပဲပေါ့နော်။ဒီနေရာကနေပြီးတော့သူကနောက်တစ်ကြောင်းထိုးမယ်။ဟိုနေရာကနေလည်းနောက်တစ်ကြောင်းထိုးမယ်။အဲ့လိုပုံစံမျိုးနဲ့ခြေတက်နေတာဖြစ်တဲ့အတွက်ပေါ့နော်ရတဲ့နေရာကနေစစ်ကြောင်းနေထိုးနေမှာပဲအထိုးတော့ဒီအခုဆိုရင်ဒါမိုင်းနေရွာမှာလေဒါ တိုက်ပွဲတွေဖြစ်နေပြီဆိုပြီးတော့သိရတယ်ဗောနော်ဒီစကန်းသာတကယ်လို့ကြသွားပြီဆိုရင် binding ကိုလည်းရသွားနိုင်တယ်ဆိုပြီးတော့ဒါဒေတာကန်တွေကပြောနေကြရလဲရှိတယ်ဗောနော်အဲ့တော့စကန်းသာကနေ binding ကိုဒါကတ္တရာလန်ပောက်တာဖြစ်တဲ့အတွက်သူကစစ်ကူတွေရင်နန်းတွေဒါတွေကစသူကကောင်းကောင်းမွန်ဥတို့သွားလို့ရမယ့်အနေထားလူရုပ်ပေါက်သွားလို့ရမယ့်အနေထားဖြစ်သွားမယ်အဲ့ဒါဆိုရင်သူကစင်ရအလုံးရင်သူပို့တော့မယ်လက်နက်ခဲရန်လူအင်အားဒါမျိုးကိုအချင်းချိုးတွင်းပို့နိုင်မဲ့အနေအထားဖြစ်သွားမယ်အဲကြတော့ အဲတိုးစိတ်ကိုတဟိန်တချိန်တိုးတိုးပြီးတော့လှုပ်ဆောင်နိုင်မှုအတွက်ဆိုရင်ဒီလမ်းပိုင်းတွေကလည်းအရန်အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီအုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းတွေကိုစစ်ကောင်စီကရအောင်ဖောက်နေတဲ့ပုံစံမျိုးတွေတော့တွေ့ရတယ်အဲ့တော့ဒါတွေသာတကယ်လို့စစ်ကောင်စီလက်ထက်ကိုကြားရောက်သွားမယ်ဆိုရင်မိုင်းလုံးမိုင်းကော့ပြီးရင်မိုးကုတ်အဲ့အတွက်ဒါချင်းချောက်တဲ့နေရာမျိုးတွေအများကြီးဖြစ်လာလိမ့်မယ်ပြီးရင်ဒါရန်နာသိန်းကြီးဘက်ကသွားတဲ့စစ်ကြောင်းတစ်ကြောင်းပေါ့နော်ဟိုဒီနေ့ကဒါကျွန်တော်ပြောခဲ့တယ်အဲ့ဒီစစ်ကြောင်းကဆိုရင်လည်းဒါအခုဆိုရင်သူကရန်နာသိန်းကြီးကိုဝင်တဲ့အချိန်မှာ ဒီတော်လိုင်းတပ်ဖွဲ့တွေထုတ်လုထားတဲ့ပေါ့နော်ဒီဘုံသီးတွေခဲရန်တွေဒါတွေကိုတင်စီရမိတယ်ဆိုပြီးတော့လေစစ်ကောင်စီဘက်ကတင်ထားတာလည်းရှိတယ်စစ်ကောင်စီ lobby channel တွေမှာတင်ထားတာလည်းရှိတယ်အဲဒါပေမဲ့ဒေသခံတွေရဲ့ပြောကြားချက်အရဆိုရင်တော့ဒီနေရာတွေကနေပြီးတော့ဆက်ပြီးသွားမယ်ဆိုရင်အဲဒီကြောက်မဲဘက်ကမြင်မျက်နှာတင်ပြလို့တော့မဟုတ်ဘူးပေါ့နော်ဒီရန်နာတင်ကြီးကနေဆက်သွားမယ်ဆိုရင်မိုးကုတ်ကတောင်ကုန်းတောင်တန်းနေဆက်ပြီးတော့တွေ့ရလိမ့်မယ်အဲ့တော့သူတို့ရဲ့ဒါထိုးစစ်ကတော့ဒါကြောက်မဲကူသွားသလိုပုံစံမျိုးတော့အဆင်ပြေနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလည်းပြောကြတာရှိတယ် ဒါပေမဲ့တကယ်လို့မြတ်ကြောင်မဲကိုရသွားပြီဟေးဆိုရင်တော့အင်အားကကြောင်မဲကအင်အားရောဒီခုနလိုရန်တန်သိင်္ကီကအင်အားပါဗောနော်သူကဓာတ်လျှောက်ဓာတ်လျှောက်ဓာတ်လျှောက်တစက်တိုက်ကြီးသူကဖြစ်သွားမှာဖြစ်တဲ့အတွက်အဲနည်းနည်းတော့ဒါချင်းချောက်ခံရနိုင်တယ်အနည်းရှိလာနိုင်တယ်အဲ့ဒါကိုတော်လိုင်းတက်ခွဲတွေကဘလို့တုံပြန်ကြမလဲဆိုတဲ့ဟာကအရေးကြီးလာတယ်ဗောနော်ဒါမျိုးပုံစံမျိုးတွေသိရတာရှိတယ်အဲ့တော့အခုဆိုရင်ဒါကြောင်မဲမှာပဲဖြစ်ဖြစ်ပေါ့နော်အဲသူတို့ထိုးစစ်လုပ်နေတဲ့နေရာမျိုးတွေမှာပဲဖြစ်ဖြစ်သူကလေချောင်းတိုက်ခိုက်မှုကိုဇက်တိုက်ဆိုသလိုလှုပ်လာတယ်နေ့စဉ်ရက်ဆက်ဆိုသလိုလှုပ်လာတယ် အဲ့လိုလုပ်တဲ့အတွက်လည်းဒါပြည်သူတွေထိခိုက်ကြတာရှိတယ်ဒေသခံတွေထိခိုက်ကြတာရှိတယ်လေကြောင်းတွေဇက်တိုက်တောက်လျှောက်တောက်လျှောက်ကျင်းနိုင်ဖို့အတွက်ဆိုရင်လည်းသူကပြစ်မှတ်တိကျဖို့အတွက်ကိုမြေပြင်မှာပုံစံမျိုးစုံနဲ့သတင်းယူနေကြတာရှိတယ်အဲ့ကြောင့်လိုပဲဖြစ်ဖြစ်ကျွန်တော်ဆင်ခြင်ရမယ့်အပိုင်းတွေကအများကြီးဖြစ်လာတယ်စစ်ကောင်စီလုပ်နေတဲ့နီလန်းတွေကတိတ်ကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ကြောင့်တော့ကျွန်တော်အထင်သေးလို့မရဘူးဟုတ်တယ်သူတို့မြေပြင်မှာတော့ထိုးလာသမျှတွေမှာအထိနာတာရရှိတယ်တေးကြတာရရှိတယ် ဒါပေမဲ့သူတို့ရဲ့ဒီပုံစံကရက်တန်သွားမှာမဟုတ်အဲ့နောက်ကြီးထိသူတို့တေဆုံးနေလဲကြာဆုံးနေလဲသူကဆက်ပြီးတော့သွားနေတော့မယ်သူတို့ရဲ့ရင်မှန်းချက်ကိုရောက်နိုင်ဖို့အတွက်ကိုနှီးမျိုးစုံတုံးနေတော့မယ်လေချောင်းပုံချဲမဲ့တိကျတဲ့နေရာကြီးချိန်နိုင်ဖို့အတွက်ကိုသူကသတင်းပေးတွေတင်ခုနလိုအယောင်ဆောင်အသွင်ယူတဲ့ကောင်တွေအဲ့ကောင်တွေကိုမျိုးစုံတုံးပြီးတော့သတင်းတွေရယူနေတော့မယ်ဆိုတဲ့ဟာကိုတော့ဒါကျွန်တော်ဒီဘက်ကတော်တော်လေးသတိထားရမယ်အနေထားဖြစ်လာပြီတခြားနေရာတွေကိုလည်း သူပြောတဲ့ဟာရှိတယ်ဗောနော်ဒီနောင်ချုံမှာတိုက်ခဲ့တဲ့ဝန်တိုက်နေစတင်တိုင်းပဲသူကအခြားနေရာတွေကိုလည်းအဲ့လိုပုံစံမျိုးလုပ်မယ်ဆိုပြီးတော့ပြောတာရှိတယ်အဲ့တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေအနေနဲ့ဒီလုံချုံရေးစည်ရင်းနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေဆိုရင်လှုပ်ရှားသွားလာမှုတွေပဲဖြစ်ဖြစ်ပြောဆိုတာတွေပဲဖြစ်ဖြစ်ပေါ့နော်မြေပြင်မှာဒါကျွန်တော်ပြည်သူနဲ့တောင်မှခွဲခြားပြီးတော့နေရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်အခုရဲ့အမာခံတွေကလွဲလို့ပေါ့နော်ဘာလို့လဲဆိုတော့ဒီပြည်သူဆိုတဲ့အထဲမှာစစ်ကောင်စီကိုထောက်ခံတဲ့သူလည်းရှိတယ်ဒေါ်လိုင်းအင်းကိုထောက်ခံတဲ့သူလည်းရှိတယ်အဲတော့ကျွန်တော် ဘယ်သူကဘယ်ဟာဆိုတဲ့ဟာမျိုးတေချာမသိရဘူးဆိုရင်ကျွန်တော်ရဲ့တော်လိုင်းတက်ဖွဲ့တွေရဲ့အသွာလာတွေကိုစောင့်ကြည့်ပြီးတော့သတင်းယူနိုင်တဲ့ပုံစံမျိုးတွေကပြည်သူတွေကြားထဲမှာအများကြီးရှိတယ်ဆိုတဲ့ဟာကိုသတိပြုရတော့မယ်ပေါ့နော်အဲ့ဒါကတော်တော်လေးအရေးကြီးတဲ့အနေအထားဖြစ်လာပြီနောက်ထပ်သတင်းတစ်ခုကဒါကျွန်တော်ကချင်ပြည်နယ်ဝိုင်းမော်ပတ်ချမ်းမှာပေါ့နော်အဲ38တရင်မှုကန့်သွားတယ်ဆိုတဲ့အကြောင်းလည်းတွေးလိုက်လိမ့်မယ်ထင်တယ်ပြည်သူတွေကလည်းသိတဲ့အတိုင်းအပါတရပေါ့နော်အောက်ကနေပြီးတော့နောက်ကျလိုက်တာတော့ တေးသွားပြီလားပေါ့နော်ကျွန်တော်တော့ဝင်မန်းလိုက်သေးတယ်အဲ့လိုပုံစံမျိုးတွေနဲ့ဝမ်းသာအားရဖြစ်ကြရလဲရှိတယ်ဟုတ်တယ်ဝိုင်းမော့ဘက်မှာလည်းဒါစစ်ကောင်စီကအသေးအံထိုးစစ်လှုပ်လာရတယ်ရှိတယ်လန်ဆယ်ဘက်မှာရှိတယ်ဖာကန်ဘက်မှာလှုပ်တယ်ဗမုံမှာလည်းဖြစ်နေတော့မယ်ပေါ့နော်အဲ့ပုံစံမျိုးစုံနဲ့လှုပ်ဆောင်နေတဲ့အထဲမှာဒီဝိုင်းမော်တိုက်ပွဲအကြောင်းလည်းကျွန်တော်ပြောမှဖြစ်မှာပေါ့နော်အဲ့တော့ဒီဝိုင်းမော်ကဒါဗမော်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်လာပြီးတော့စစ်ကောင်စီအရန်အထိနာနေတဲ့အချိန်ဝိုင်းခံရတဲ့အနေအထားတွေကိုရောက်သွားတဲ့အချိန်မှာဒီဝိုင်းမော်ကိုစစ်ရင်အားဖြစ်တင်တာတွေစလှုပ်တယ်သူတို့ လူလက်နက်ခဲယမ်းဖြစ်တဲ့နဲ့မြစ်ကြီးနားလေတပ်ကိုလက်နက်ခဲယမ်းတွေပို့တယ်ကျွန်တော်တို့သတင်းတွေတင်ဆက်တဲ့ထဲမှာလည်းပါတယ်ပေါ့နော်ရာသမျှအတွင်းကသတင်းတွေပြောကြတဲ့ထဲမှာပါတယ်လက်နက်ခဲယမ်းပို့ဆောင်တဲ့အပိုင်းတွေဆိုရင်လေတပ်ကိုအသုံးပြုပြီးတော့ပို့တာတွေရှိတယ်လို့ပေါ့နော်ပါရာမိုတာတွေပါအဲ့ထဲမှာပါတယ်ဆိုပြီးတော့သိရတယ်အဲဒီလက်နက်ခဲယမ်းဆိုတာအများကြီးအပြည့်ကိုပို့တာပေါ့နော်အဲပြီးတာနဲ့သူကတန်ချက်ကားတွေပါအသုံးပြုပြီးတော့ယင်နေရန်နေရာတွေပါအပဒီဝိုင်းမော်ကိုသူတို့ပြန်ပြီးတော့ဥတီလာတယ်ပေါ့နော်အဓိကသူတို့ရဲ့ရွေချက်က ဒီဝိုင်းမော်ဆိုတဲ့နေရာကိုဒါဇော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်သွားမှာကိုကြောက်တာလဲပါတယ်အဲ့နေရာကိုပြန်ရဖို့အတွက်လဲရည်ရွယ်တာလဲဖြစ်မယ်နောက်တစ်ခုကပမော်ကသူတို့ရဲ့စီရေးဖိအားကိုရှော့ချခြင်းတဲ့အတွက်ပေါ့နော်စစ်မျက်နှာနောက်တစ်ခုထပ်ပြီးဖွင့်တဲ့ပုံစံမျိုးလဲဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီပမော်မှာရှိနေတဲ့ဇော်လန်ရေးတပ်ဖွဲ့တွေကိုနှစ်ဖက်ညှက်ပြီးတော့တိုက်ချင်တယ်ဆိုတဲ့ပုံစံမျိုးအဲတိုက်နှစ်ဖက်ညှက်ပြီးတော့တော့သူက ဝိုင်းပတ်တဲ့ပုံစံမျိုးတော့ဖြစ်လာမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အနောက်ဘက်တကြောလုံးမှာကြာအပွင့်ဖြစ်နေတာပေါ့နော်။အဲ့ဒါကတော်လိုင်းတက်ဖွဲ့တွေတောက်လျှောက်တင်းလာခဲ့တဲ့နင်းမြေတွေဖြစ်တယ်။ဒါပေမဲ့လည်းသူကစစ်မျက်နှာနောက်တစ်ခုအနေနဲ့သူကညှက်ပြီးတော့ဒီဘက်အချင်းချင်းဆက်မယ်ဆိုတဲ့ပုံစံမျိုးအဲရည်ရွယ်ပြီးတော့လှုပ်ဆောင်လာတာလည်းရှိတယ်။အဲ့ကြအဲ့လိုပုံစံမျိုးနဲ့လှုပ်ဆောင်လာလိုက်တာဩဂတ်စ်လလောက်မှာသူတို့စပြီးတော့ထိုးတယ်ပေါ့နော်။အဲဘမော်စီအေဖီကရော့ကျင်တဲ့ဟာလည်းပါမှာပေါ့။အဲ့တော့ဝိုင်းမော်အသိန်းခံမှာလည်းကြောက်တယ်။ပြီးရင်အိုင်နာကစကန်နေပေါ့နော်။ဒီခါလ58လိုစကန်နေပြီးရင်ဂိတ်စကန်နေအဲ့စကန်နေကိုလည်းသူက အင်ပြအားဖြင့်အင်အားဖြည့်တာမျိုးရှိတယ်အဲသူရဲ့ရွယ်ချက်နောက်တစ်ခုကကြတော့ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်လို့ဒီနေရာမှာသူတို့ထပ်ပြီးတော့ဒါမေဆန်နားနဲ့တခုအနေနဲ့ထပ်ပြီးတော့လှုပ်ချင်တာလေပါကောင်းပါနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေဒါဇော်လိုင်းတပ်ဖွဲ့တွေဘက်ကရှုမြင်ကြတယ်အဓိကတော့သူကတစ်ချက်ခုတ်၃လေးချက်ပြက်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာဒါပေမဲ့မြေပြင်မှာသူ့အဖွဲ့တွေကိုဘလောက်ထိစည်သေးသလဲဆိုတဲ့ဟာကိုတော့ဇော်လိုင်းတပ်ဖွဲ့တွေစီကနေကြားသိရတဲ့အခါမှာတော်တော်လေးအံ့ဩရတယ်ပေါ့နော်ဒီက သူတို့ဘက်ကတက်လာလိုက်တဲ့ပွဲတိုင်းမှာဗောနော်ဒါတည်သွားပြီဆိုရင်ခေါင်းနေလဲအများကြီးပါတယ်အခုဒီတန်ရုံမှုဆိုရင်သူကဒါ26ရက်နေ့ကဗောနော်လမြန်ရွာတိုက်ပွဲမှာဒါထိတန်ရပြင်းပြင်းထန်ထန်ရရပြီးတော့သူ့ကိုဒါမြေကြီးနာဆေးရုံကိုပို့တယ်လမ်းကြောင်းဘယ်တော့မှမဝေဘူးအဲ့ဒါတကယ်ပြောရင်ဘယ်တော့မှမဝေဘူးဒါပေမဲ့သူ့ရဲ့တန်ရပြင်းထန်တဲ့ပုံရတယ်အဲ့ဒါကြောင့်မလို့လမ်းမာနေမယ်သူကတိတ်ဆုံးသွားတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့ဒါကဒါခမရ38ကတန်ရုံမှုဒုတိယဗိုလ်မှူးကြီးဗောနော်ဒီရက်ထဲမှာဒုတိယဗိုလ်မှူးကြီးတွေရဲ့သတင်းကောင်းတွေကျွန်တော်တို့အများကြီးပဲကြားနေရတယ် အညာဘက်ကအဖွဲတွေကလည်းဖြုတ်လိုက်ဒုတိယဘုံမွေးတွေပါတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့တည်ဆုံနေတဲ့ဒုတိယဘုံမွေးတွေအတွက်တော့ဒါစိတ်မကောင်းဘူးပေါ့နော်အဲ့တော့သူအနေနဲ့ဒါတန်ရပြပြထထရပြီးတော့ပြန်ဆုတ်တဲ့အချိန်မှာကိုပဲဆေးရုံကိုမရောက်သွားရှာပဲနဲ့လမ်းမာနေမဲ့တည်ဆုံသွားတဲ့အနေထားဒါကလည်းအားရစရာကောင်းတယ်နောက်ခုကျွန်တော်တို့ဒါလန်ဆယ်ဘက်မှာဖြစ်တဲ့ဖြစ်စဉ်မှာဆိုရင်အရှင်ဖမ်းမိတဲ့ကောင်တွေရှိတယ်ဒါပြည်သူစစ်တွေပေါ့နော် ပြည်သူစစ်တွေအရှင်ဖမ်းမိရရှိတယ်အဲ့ပြည်သူစစ်တွေကရဝမ်ပေါ့နော်တန်ကွန်တန်ကောင်းဆောင်အဲအဖွဲ့ပေါ့အဲ့ကောင်ရဲ့အဖွဲ့ပေါ့နော်နာမည်ရလဲနော်အဲအဲ့လိုမျိုး အဲပြီးသူစစ်ပေါ့နော်စစ်ကောင်စီရဲ့လက်ဘာစီပြောရရင်တော့အဖွဲ့နှစ်ခုရှိတာဖြစ်တဲ့အတွက်သူကဖွဲ့ကြပြီးတော့သိစေချင်လို့အခုလိုမျိုးပြောပြတာပေါ့နော်စစ်ကောင်စီရဲ့လက်ဘာစီပြီးသူစစ်တွေအဲ့ကောင်တွေကသူကဒီတိုက်ပွဲဝင်ခိုင်းတဲ့ချိုတဲ့အချိန်မှာသူကမတိုက်ခင်မှာဈေးတုံးခိုင်းတာဈေးတွေတုံးခိုင်းတာတုံးခိုင်းပြီးမှဒီလိုမျိုးတိုက်ပွဲဝင်ခိုင်းတာပေါ့နော်တိုက်ပွဲဝင်ခိုင်းတဲ့ဆိုတာအသေးခံပြီးတိုးခိုင်းတာလမ်းကြောင်းတပေါက်ထဲပွင့်ထားတာပေါ့နော်အဲ့နေရာမျိုးကိုဒါ KIA အဖွဲ့ကပေါ့နော်သူကဒါ KIA ကသူဆုတ်ပေးလိုက်သေးတယ် ဆုတ်ပေးလိုက်တဲ့အချိန်မှာဒီကောင်တွေကဝမ်းသာအားရနဲ့ပျော်မြူးပြီးသူတို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အာသူတို့နိုင်ပါပြီဆိုတော့အထင်ရောက်ပြီးဝင်ချလာတာအဲ့အချိန်ကျမှဝမ်းကြိတ်တာဝမ်းကြိတ်တော့အာပါတရပဲပေါ့နော်အခုဖမ်းမိတဲ့ကောင်ဆိုရင်တကယ်မြင်လိုက်မှထင်ပါတယ်ဗီဒီယိုမှာပေါ့နော်ချိနဲ့ပြီးတော့ပေါ့နော်ထမင်းမစားရတာတော့၄ရက်လောက်ကြာပြီပေါ့နော်အဲသူသူကတော့ပြောတာတော့ဒါပြည်သူစစ်တွေကအဲ့လိုတုံးနေတယ်ဆေးတုံးနေဆိုပြီးပြောတာသူပုံစံကိုကလည်းအဲ့လိုပုံစံဖြစ်နေတာဗျအဲ့တော့စစ်ကောင်စီတဲမှာလည်းဒီလိုမျိုးဆေးတုံးတဲ့ပုံစံမျိုးတွေကအများကြီးရှိနေတာဖြစ်တဲ့အတွက်ဒါဟာလည်းဖြစ်နိုင်ခြေတစ်ခုပေါ့နော်အဲ့တော့ဒါတိုက်ပွဲဖြစ်ပြီးရဲ့အချိန်မှာသူတို့စစ်ကြောင်းပြတ်သွားတယ် အဲပြတ်သွားပြီးတော့ပြေးမိပြေးရရပြေးကြတဲ့အဲဆက်ထဲမှာဆိုရင်အဲ့လိုအဲတော်တော်လေးကိုစူးစူးညံ့ညံ့ပေါ့နော်ပွက်လို့ရိုက်နေတဲ့အနေထားဖြစ်ကုန်တာပြီးတော့ဒီပြည်သူစစ်တွေကဒီစစ်ကောင်စီကဒါဒီတိုင်းလွတ်လိုက်တာသူတို့တွေကစစ်မတိုက်တဲ့အခုအဲ့အကြောင်းကိုလည်းဒါဆက်ထဲမှာကြားနေတယ်သူတို့ရောက်နေတဲ့နေရာတွေကိုသူတို့မသိဘူးဘယ်နေရာရောက်နေလဲဆိုတဲ့ဟာတွေလည်းသူတို့မသိဘူးပြန်မပြောနိုင်ဘူးပါဗျာအဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပြီးတော့ဒါနေမရှင်လေးတွေစလုပ်တဲ့အချိန်မှာလေခုနကလို့ဒါလောင်းအလက်တွေအများကြီးပဲတွေ့ရတယ်ဗောနော်ရတယ်ဗောနော် အဲ့တော့ဒီအထူးဒေတာတစ်ကဒီစကားဆက်လပားစီဒီပြည်သူစစ်ဆိုတာက ပုံမှန်ဆိုရင်လည်းသူကဂိတ်ထိုင်လိုက်ဒါပစံတောင်းလိုက်အဲစီးပွားရှာလိုက်ပြီးရင်ဈေးတုံးလိုက်ဒါမျိုးပုံစံမျိုးပဲလုပ်နေတဲ့ကောင်တွေပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေကိုရှေ့ကနေတင်ပြီးတော့ဒီကောင်လေးလမ်းကြောင်းသီးလောက်တယ်ဆိုပြီးရှေ့ကနေတင်လာတဲ့စကားဆက်ကိုလေးစားတယ်ပေါ့နော်ရှေ့ကနေတင်လာတာဒီကောင်လေးကပြေးရတဲ့နေသားပြက်ကုန်တယ်အကုန်လုံးကိုဖွဲ့စည်းပုံနေပြတ်ထွက်သွားတဲ့နေသားပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီက ကချင်ပြည်နယ်ဘက်ကစစ်မျက်နှာတွေမှာသူတို့အသေးအတန်တော့လုံနေတာပဲနှီးမျိုးစုံလည်းတုံးနေတာပဲဒါပေမဲ့အာ GI နဲ့ဒါပူပေါင်းတပ်ဖွဲ့တွေပြည်ထောင်တပ်ဖွဲ့တွေရဲ့စစ်နည်းပြူဟာကောင်းမှုတွေကြောင်းမလို့ပေါ့နော်စစ်ကောင်စီဘက်ကတော်တော်လေးအထိနာနေတဲ့အနေအထားကိုရင်ဆိုင်နေရတယ်။ရှုနေရတွေမှာသူတို့ဘက်ကဝါဒဖြန့်နေတာတွေရှိတယ်။ဒါပေမဲ့မြေပြင်အခြေအနေနဲ့ရှင်ထိုးကြည့်မယ်ဆိုရင်သူတို့ဝါဒဖြန့်နေတဲ့ဟာတွေကရည်စရာဖြစ်နေတာပေါ့ဗျာ။စစ်ပွဲဆိုတာတည်တဲ့အတိုင်းပဲအတိုးအဆုတ်ရှိတယ်။အဲ့အတိုးအဆုတ်ပေါ်မှာသူတို့ကလုံးဝထိန်းချုပ်နိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောနေတာကြီးဟာ ဒါသူတို့ရည်ကြကောင်းတယ်ပေါ့နော်မြေပြင်မှာတပ်ဖွဲ့တွေကအကုန်လုံးကတန်လိမ့်တန်ချထားပြီးသားဒီနေရာကိုကျိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေတာပဲဒါပေမဲ့ဒါအခုဆိုရင်ဒါဆယ်လားကျော်ကာလာထီရှိလာပြီပေါ့နော်အဲ့တော့အဲ့ဒီနေရာတွေကိုဘယ်အချိန်နေဘယ်ကာလာလောက်မှာတိမ့်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကနှီးမျိုးစုံတုံးလာတယ်အဲ့ဒီနှီးမျိုးစုံကိုပြန်ပြီးတော့တုံ့ပြန်နေရတဲ့အရာတွေလည်းရှိတယ်စစ်ကောင်စီဖြစ်စေခြင်းတဲ့ပုံစံတိုင်းမဖြစ်အောင် မြေပြင်မှာတပ်ဖွဲ့တွေကအသေးအံစူးစမ်းနေကြရရှိတယ်။တရက်မှမနာဘဲနဲ့သူတို့အသေးအံစူးစမ်းနေကြတယ်။အဲလုံးဝအားကျုံမှန်တဲ့နဲ့တိုက်ပွဲဝင်နေကြတယ်ဆိုတာကိုလည်းသိစေချင်တယ်ပေါ့နော်။နောက်တစ်ခုကဒါကြောင့်ဗမောက်မြို့ဗမောက်မြို့သိန်းကတော့ပြီးသွားပြီ။ပြီးသွားပြီဆိုပေမဲ့တိုက်ပွဲတွေဆက်ရှိနေတယ်။ဆက်ရှိနေတယ်ဆိုတာကမြို့ရဲ့အနီးနားပေါ့နော်။မြို့ရဲ့အပြင်ဘက်နေရာဒီကောင်းနေဒီ SN နေအဖွဲ့တွေဆုတ်သွားပါတယ်ဆိုတော့ချို့နေရာတွေပေါ့နော်နှစ်မိုင်ပတ်ချာလေသုံးမိုင်ပတ်ချာလေဒီလိုနေရာမျိုးတွေမှာတော့တိုက်ပွဲတွေရှိနေတယ်ဒီနေ့ကဘုပဲဒါသူတို့တွေ အာတိုက်ပွဲဖြစ်ပြီးတော့ဗောနော်ဒီ SN နေစစ်သား9ယောက်9ယောက်မှာ2ယောက်ကိုအရှင်မိတယ်3ယောက်ကတေးတယ်နှလုံးကရတယ်တစ်လုံးကပျောက်နေတယ်ဗောနော်တေးတာ3ယောက်ပေါ့အဲအဲ့လိုပုံစံမျိုးနဲ့ပြီးရင်လက်နဲ့9လည်းရလိုက်တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့မှာနေပြီးလိုက်ရှင်းနေတဲ့တပ်ဖွဲ့တွေရဲ့ရုပ်သံဗီဒီယိုဖိုင်လည်းတွေ့ရလိမ့်မယ်ဒါသတင်းဌာနတွေတင်ထားရတယ်ဗောနော်အဲ့မှာဒါတေးဝဲအကောင်ဆိုရင် တို့တုံးတက်နေကြအောင်ဟာနန်လိုက်တာကွာဒီကောင်တရားကြပြီလားဒီကောင်ခုလေးနေသေးလားလားဒဏ်ရာရပြီသေးလားလားအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒါဒါယွန်းစရာကောင်းတဲ့ကောင်းကြီးအကြောင်းစကားလေးထည့်ပြောနေရလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ဆက်ထဲမှာဒါတက်ဖွဲ့တွေကတေချာစနစ်တကျလုံးဆောင်နေတဲ့အပိုင်းတွေလည်းတွေ့ရတယ်ပြီးတော့အဲ့လိုသမီးလိုက်ဖို့နေတဲ့ဟာမျိုးပေါ့နော်အဲတက်ဖွဲ့တွေဒီလိုပြင်ပမှန်းနဲ့လုံးဆောင်နေရတဲ့အတွက်ပေါ့နော်နောက်ကနေပြီးတော့အဲဒီလိုမျိုးတေချာစီစဉ်ပြီးတော့သမီးလိုက်ကြွေးတဲ့ဟာမျိုးလိုက်ဖို့တဲ့ဟာမျိုးတွေလည်းတွေ့ရအဲ့ဒါကနေရာဒေသအနှက်တော်တော်များများမှာရှိတယ် ပြီးတော့ကျွန်တော်ဒါညာဘက်ကကိစ္စလေးတစ်ခုပေါ့နော်ညာဘက်ကတပ်ဖွဲ့တွေနဲ့မေးရပြုတ်ရတဲ့ချိန်ပါပေါ့နော်ညာကဒီတပ်ဖွဲ့တွေနေမြေစိုးမိုးထားတဲ့နေရာတွေထိ ंछ ုပ်ထားတဲ့နေရာတွေရှိတယ်အဲ့လိုနေရာမျိုးတွေမှာပေါ့နော်ဒေသခံပြည်သူတွေရဲ့သဘောထားကဘလို့လဲပေါ့နော်အဲ့လိုမေးတာမေးတော့အာကိုကြီးရတယ်ကျွန်တော်ရတယ်ကျွန်တော်ကနောက်တန်းမှာတစ်ခါကျရင်နေရတယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်ကနောက်တန်းမှာနေမပြောဘူးလေခြေတန်းမှာပဲသွားကျင်တာနောက်တန်းမှာဟင်းမကောင်းဘူးလေတက်တရာတည့်ရတဲ့အချိန်မှာဒါချွတ်တဲ့တယ်ဗျာချွတ်တဲ့တော့ကြတော့ ါထမင်းဟင်းဆိုရင်သူကထမင်းဟင်းစားဖို့အတွက်တိုက်ဖို့အတွက်ပဲဦးစားပေးတာဖြစ်တဲ့အတွက်ပေါ့နော်ငပိရင်နဲ့နေတိုင်းစားရတယ်ဖြစ်တယ်ပေါ့နော်တကယ်လည်းမြေပြင်မှာငပိရင်နဲ့နေတိုင်းစားရတဲ့ရက်တွေရှိတယ်ဗျအဲကြအဲ့လိုဟာမျိုးကိုသူကအာကျွန်တော်ကနောက်တန်းမှာထမင်းဟင်းမကောင်းဘူးပေါ့နော်ဒါပေမဲ့ရှေ့တန်းသွားပြီဆိုရင်ဟင်းကိုစုံးနေရပဲပေါ့နော်ဖုန်ကြီးဝဲကြနေရပဲတဲ့ပြည်သူတွေကအဲ့လိုပေါ့နော်ဟိုသူတို့မှရှိသမျှဟာအကုန်လုံးအဲ့လိုမျိုးချွကျွေးတယ်။အတချို့ဒါတော်လိုင်းတက်ဖွဲ့တွေထိတ်ချုပ်ထားတဲ့နေရာစစ်ကောင်စီကိုမလာရဲတော့တဲ့နေရာတွေရှိတယ်။အဲ့လိုနေရာမျိုးတွေမှာဆိုရင်ပြည်သူကအဲ့လိုသမင်းတုပ်တွေပါလုတ်ပေးတာ အဲဒီဒီကိုယ့်ရဲ့တက်ဖွဲ့တွေအတွက်ပေါ့နော်ငါသားတွေချအဲအဲ့လိုမျိုးပုံစံမျိုးကိုလုပ်ပေးတာတချို့နေရာတွေမှာဆိုရင်တိုက်ပွဲဖြစ်လာပြီဟေ့ဆိုတဲ့ခါကျတော့ပြည်သူတွေကရှောင်ရရှောင်ရပြီဟေ့ဆိုတဲ့ခါကျတော့အဲသူကဘလိုတောင်ဟိုဟာဖြစ်လဲဆိုတော့ငါသားတွေပေါ့နော်ဒီအိမ်ထဲမှာရှိတဲ့ဟာဘယ်နားမှာပါရှိတယ်ကြိုက်တာသာယူစားပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့ကိုပြောပြီးတော့အမေတို့ကတော့ရှောင်တော့မယ်ဖေတို့ကတော့သွားတော့မယ်ဆိုတဲ့ပုံစံမျိုးသူတို့စစ်ရှောင်ရမှာဗျာစစ်ပေးရှောင်ဖြစ်တော့မှာအဲ့ဒါတောင်မှပဲဒီသားတွေအတွက်ပေါ့နော်အဲ့ခုအိမ်မှာရှိတဲ့ဟာအကုန်ယူချပြီးစားပြစ်ပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့ရှစ်ကောင်စီကဝင်လာတဲ့ခါကျရင်ဒီလိုမျိုးမမရရန်လောက်ရက်တွေလုံမအောင်ပစ္စည်းတွေခိုးမယ်။ပြီးရင်ရွာတွေမိရှုံမယ်။ဒါမျိုးတွေကိုသူတို့ကတွေးထားပြီးသား။ဒါပေမဲ့ကိုသားတွေအတွက်ကိုတွေးပြီးတော့ဗောနော်။သူတို့စစ်ဆောင်ရမှာတော့မှာပဲ။အဲနောက်ဆန်တင်းပြီးတော့ယူစားနော်။အခုဘာမှမဖြစ်ဘူးနော်။ဘာလုံးနော်ညာလုံးနော်။အဲ့လိုမျိုးပုံစံမျိုးလေးမှားသွားရရှိတယ်ဆိုပြီးတော့သိရတယ်ဗောနော်။ ဒါကြတော့ဟိုတော်တော်ချစ်ဖို့ကောင်းတဲ့ဒံရောစင်တွေပေါ့ဗျာအဓိကတော့ဒါတော်လိုင်းတက်ဖွဲ့တွေပေါ်မှာတော်လိုင်းပြည်သူတွေရဲ့စိတ်ထားတွေသဘောထားတွေစေစနာတွေတန်ရောစင်တွေကိုမြင်ရတာကြားရတာလည်းကြည်နူးစရာကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအတိုင်းလေးပဲဆက်သွားနိုင်ဖို့အတွက်ရည်ကြီးတယ်အဲဒုက္ခဒုက္ခတွေအများကြီးရှိတယ်စစ်ပွဲကာလဖြစ်တဲ့အတွက်ပေါ့နော်အိုးအိမ်တွေဆုံးရှုံးရတာရှိတယ်ကိုယ့်ရဲ့ဒါအဖို့တန်စူးစောင်းထားတဲ့ပစ္စည်းပစ္စယလေးတွေထားခဲ့ရတာရှိတယ်ဆုံးရှုံးရတာရှိတယ်ပိုင်ဆိုင်မှုတွေဆုံးရှုံးရတာရှိတယ် အဲဒါပေမဲ့လည်းဒီခုလိုမျိုးပေါ့နော်လက်တွဲညီညီနဲ့ပဲဒုက္ခဒုက္ခတွေကိုအတူရင်ဆိုင်ပြီးတော့ကျော်လွားကြဖို့ရည်ကြည်တယ်ဖြတ်တန်းနိုင်ကြဖို့ရည်ကြည်တယ်ကျွန်တော်အောင်မြင်စွာနဲ့ပေါ့နော်ဒီတော်လန်ရေးကိုပေါ်ဆောင်နိုင်ကြဖို့ရည်ကြည်တယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်